တငယ်မရင်ကျွလွန်တဲ့တန်တရာရှိသူအမျိုးသားတူကိုတောင်ပြည်ရဲ့တပ်ဖွဲ့ကစစ်ဆေးမှုပြုလုပ်နေပါဗါတယ်။တောင်ပြည်နမ်ဆန်ခရိုင်နမ်ဆန်မြို့နယ်ထဲမှာတငယ်မရင်ကိုကျွလွန်တယ်လို့ယူဆရတဲ့တန်တရာရှိသူအမျိုးသားတူကိုတောင်ပြည်နမ်ဆန်ရဲ့တပ်ဖွဲ့ကဖမ်းဆီးထားပါဗါတယ်။အခင်ဖြစ်ပွားချိန်မှာဧပြီလ18ရက်နေ့တုန်းကဖြစ်ပါဗါတယ်။ကျွလွန်ခံရတဲ့အမျိုးသမီးငယ်က9နှစ်အရွယ်သားရှိပါဗါတယ်။ သူမကိုကျွလွန်တဲ့သူကအကိုဝန်းကွဲတော်ဆက်သူဖြစ်တယ်လို့တသက်အချို့ထွက်ဆိုထားပါတယ်။အမှုမှန်ပေါ်ပေါက်ရဲအတွက်ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။နိနာသူမိသားစုဝင်များနဲ့ရဲတပ်ဖွဲ့တို့ပူပေါင်းပြီးဥပဒေအကြောင်းအရာအရေးယူနိုင်ဖို့ဆောင်ရွက်နေပါတယ်ရှင်။ကျမလွိုက်ပုခလို့ပါ။